ီစုံမှတ်ဆိုတဲ့ခြင်းလေးကကံပဲပေါ့နော်ဆန်သူသူကံလို့ပဲကိုရောတွဲချရတော့ဘယ်ဆိုလူတွေလို့လို့မရအောင်ဒါတွေကတွဲဆက်လေးကလည်းမဟိမနေဝင်အကူနဲ့ပေါ့နော်ဆိုတော့အမှတ်တရလေးတစ်ခုပြစ်ချင်တယ်ပေါ့နော်ပြီးတော့အဲ့လိုအမှတ်တရလေးတွေချန်ခဲ့ တယောက်တည်းဆိုတာမဟုတ်ဘဲနဲ့ကိုပါရောပြီးတော့အဲဇုံတွဲလို့ဖြစ်သွားတာပေါ့လေအဲ့တော့ဒါတော့ကို့အတွက်ဟိုကံကောင်းခြင်းလေးတစ်ခုပေါ့ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ เนี่ยဟုတ်တယ်ဟိုဒုတိယမြောက်နေလေးပေါ့เนาะအချင်းအစ်စ်ကလေးတစ်ပုတ်ပါအဲပြီးတော့ membrane ကတော့ဒါကိုရဲ့အမြဲတမ်းပေါ့เนาะအားကိုရတဲ့ညီမပေါ့เนาะဆိုတော့ membrane နဲ့ပဲရိုက်ဖြစ်တဲ့အချင်းလေးတစ်ပုတ်ပေါ့เนาะစုံတဲ့အချင်းလေးစုံမှတ်လို့နာမည်ပေးထားပါတော်ကြပြီเนาะဟိုးမနေ့နှစ်မနေ့တော့6နှစ်7နှစ်လောက်ရှိပြီ7နှစ်လောက်ရှိပြီ အဲ့တည်းကညွန်နိုင်တဲ့မြအယ်ဘန်တွေကတချင်းနေအများကြီးခဲ့ကိုဖြိုးကလည်းကိုဆိုရင်အမြဲယုံစီနဲ့ဟိုကိုဖြိုးရဲ့အကောင်းဆုံးချင်းနေပေါ့နော်အဲ့လိုပေးတယ်ပေးတယ်ရိုက်တယ်ရခွင့်ပေးတယ်အတွက်လည်းကိုဖြိုးမပြောရတဲ့ဘူးမပြောဘူးကျေးဇူးတင်ပါတယ်ကိုကလည်းမောင်နှမချင်းလိုဖြစ်နေရောလေကျေးဇူးဘူးဖြစ်နေရအဲ့တချင်းနေကလည်းဟိုအညွန်နိုင်ကြတဲ့ဆိုလို့ရှိရင်အခုလက်တော့မှလည်းအရန်ပောက်ခဲ့တဲ့ချင်းနေလည်းကိုရိုက်ခွင့်ရခဲ့ပေါ့နော်ကိုဖြိုးကလည်းကိုယုံစီနဲ့အနံ့နဲ့အခုဒီချင်းလေးကိုလည်းအာအကောင်းဆုံးပြုသွားထားတယ်အမြန်ဆုံးနဲ့အကောင်းဆုံးပြုသွားထားတယ်ဟုတ်တယ် ဒီကဒီသတင်းဖြစ်လာမှုကတော့ဟိုဘယ်ကနေစလဲဆိုတော့အကိုတို့ဒီလာမယ့်အော်တိုဘာလ9ရက်နေ့မှာ Harmonious Music Night ဆိုတဲ့ concept လေးရှိတယ်ပေါ့နော်ဆိုတော့ဟိုပုံမှန်တော့ပွဲတွေကတော့ဟိုလုပ်နေကြတယ်ဆိုလဲဆိုဖြစ်တယ်ဒါပေမဲ့ဟိုသူကပြောင်းလဲလာတဲ့ပွဲလေးတစ်ခုလို့ပြောလို့ရတယ်ဟိုပုံမှန်ဆိုင်တွေမှာဖြော်ပြတဲ့ဟိုပုံစံမျိုးမဟုတ်တော့ဘဲနဲ့လေ ဟို stage show ပုံစံပေါ့နော် ပြီးတော့ live concert ပုံစံမျိုးဆိုတော့ကိုရိုးတို့ကိုရိုးတို့လည်းဒါအခွင့်အရေးတစ်ခုလို့ယူဆရတယ်ပြီးတော့အတွဲဆက်လေးကလည်းမဟိမာနေဝင်ပြီးတော့ Jua ကိုနဲ့ပေါ့နော်ဆိုတော့ဟိုအလုပ်တစ်ခုဒီလိုမျိုးဟိုကိုစုံနေကြခြင်းလေးတွေကိုပဲအလုပ်တစ်ခုအနေနဲ့ဆိုပြီးတော့ပေါ့ပေါ့ပါဖြတ်တန်းလို့ရပါမယ်လေဟိုအမှတ်တိုင်လေးတစ်ခုဖြစ်ခြင်းတယ်ပေါ့နော်ပြီးတော့အလုပ်အမှတ်တရလေးတွေချန်ခဲ့ခြင်းတယ်အဲ့ဒါကြောင့်စဉ်းစားရတဲ့မှာအဲဒီဒီပွဲကိုရည်ရွယ်ပြီးတော့ချင်းအစ်စ်ကလေးနှစ်ပုတ်ပေါ့နော်ကိုက စာယူဖန်နှီးဖြစ်တယ်။အဲ့နှစ်ပုတ်ခရေကနှစ်ပုတ်ခရေကတစ်ပုတ်ပေါ့အခုကလေးကတော့လေစုံမှဆိုတဲ့ချင်းလေးပေါ့စုံတဲ့ချင်းလေးပါဆိုတော့တကယ်တကယ်က timeline အရန်တိုးတယ်အခုတို့ဒီစချင်းအော်တိုဝါ9မှာ concept ကိုရွယ်ပြီးလောက်တာဆိုတော့ဒီမတိုင်ခင်မှာထွက်မှရမှာဆိုတော့ဆိုတော့ဆရာမယူအားကိုပြောညောင်ရေးကိုလောက်ပါအောင်ဘယ်လိုလုပ်ကြမလဲဆိုတော့အမှန်တိုင်းပြောရင်မေပရနီကလည်း तू ဖြစ်နိုင်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ तू အမြဲတမ်းအဲ့လိုမျိုးပြပြတသားအကိုကိုဆုံးဖြတ်ပေးတဲ့အတွက်လည်းတချို့အလုပ်တွေကအကိုတို့အတွက်အမြဲအမြဲတမ်းအဆင်ပြေခဲ့တာလीဒီတစ်ခေါက်တော့မေပရနီရရတယ်သူရအောင်လုပ်မယ်ဆိုတော့ ကိုလည်းဝမ်းသာသွားတာပေါ့နော်ဆိုဝမ်းသာသွားတဲ့အပြင်ဟိုအရင်တော့ဆိုလို့ရှိရင်ကိုတို့နှစ်ယောက်ကဒါတိုင်ပင်တယ်ပြီးရင်ကြီးများတယ်အဲ non script ပြပါတယ်ဆိုလို့ရှိရင်အချိန်ယူတယ်အဲဇလန်းနေစဉ်းစားတယ်ပြီးမှရိုက်တယ်ဟိုရိုက်ပြီးသွားပြီဆိုလို့ရှိရင်လည်း post production မှာလည်းအဲ့လိုပဲဟိုတော့ကြီးများလိုက်ဟိုနည်းနည်းလူဒီလိုပြပြီးရင် vibration အလုပ်များတဲ့အခါမှာအလုပ်ပေါင်းလုပ်ပေါင်းလုပ်ပေါင်းလောလိုက်ပေါ့နော် ဆိုတော့အဲ့အဲ့ step တွေအကုန်လုံးကအခုလုံးဝကိုချုံပြီးတော့မြန်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 လောက်ရတဲ့ချင်းလေးတစ်ပုတ်အမှတ်တရဖြစ်ပေါ့နော်ခုနကမြန်မြန်နဲ့မြန်မြန်အမြန်ဆုံးပေါ့အမြန်ဆုံးလုတ်လုတ်တယ်ဆိုတဲ့ချင်းလေးဖြစ်သွားတယ်အဲ့တော့အခု group ဖြတ်တန်းခဲ့တဲ့ချင်းတွေရဲ့ရာဇဝင်ထဲမှာဆိုရင်လည်းဒီချင်းကတအမြန်ဆုံးเนาะတကယ်များအားလုံးပြီးလို့ထွက်လာခဲ့ပြီဆိုတော့ဒီအမှတ်တရတွေကပြောကြရရင်အများကြီးပဲဘာကြောင့်လဲဆိုတော့အရန်ဟိုဟိုစံချိန်တစ်ခုပေါ့ခုကိုစံချိန်တစ်ခုချိုးပြီးလောက်ရတဲ့ချင်းမျိုးလေးဖြစ်ဆုံးမတွေ့မညီခဲ့တယ်ဆုံးမတွေ့မညီခဲ့ အဲဒီချင်းလေးကိုစပြီးတော့ရိုက်မယ်ဆိုရင်ချင်းနှောက်တော့ချင်းနှောက်တော့တချင်းလေးကသူကအကောင်နည်းကောင်မလေးကစုံမှုခက်နေရပေါ့စုံမှုခက်နေအဲစုံမှတ်လေးတစ်ခုမှသူတို့ကအမြင်တမ်းအဲဘယ်လိုပြောလဲလွှဲလွှဲနေရပေါ့နော်သူတို့အဲ့လိုပုံစံမျိုးလေးဆိုတော့ဒီထဲမှာပါတဲ့ actor တွေကိုလည်းကိုဖြိုးနဲ့အမြဲအဲ့ဒီတယောက်ဆောင်ကြီးအမြဲပြောရပေါ့ကိုဖြိုးကကြောက်လွဲဆိုတော့ဒီတယောက်ဆောင်ကြီးနဲ့မှဆိုလို့ရှိရင် ဒီမျက်နှာတက်တက်ဆောင်ပြီးပြပို့သဘောကြတယ်ပြီးတော့ talent ရှိတဲ့လူတွေပို့သဘောကြအဲ့ဒါနဲ့တိုင်ပင်ပြတော့ကိုပြောကဒီမင်းသားကိုရဲလွင့်ဦးပေါ့နော်ရဲလွင့်ဦးလည်းဆိုတော့အရန်အဆင်ပြေလို့ရဲလွင့်ဦးကလှုပ်လှုပ်လို့လည်းကောင်းတယ်အရင်လည်းဆုံပွဲဆိုရဲလွင့်ဦးကိုဖမ်းမြတ်သွားမင်းသမီးကြတော့လေကိုပြောနဲ့တိုင်ပင်စီရောဟိုကုကူးစီအောင်ပေါ့နော်ကုကူးကလည်းကိုနဲ့အရင်တော့အရှိမအပိုင်း60ကားထားတော့ဟိုအရင်လည်းခင်နေအာကိုပြောကိုပြပြောင်းလေကိုပြောကအရန်သဘောကြတယ်ဒီဇိုင်းရင်းလေးကဒီသဘောကြပေါ့ talent လည်းရှိရဆိုပြီးအာဒီကုကူးစီအောင်နဲ့ရဲလွင့်ဦးပေါ့နော်တို့မြောက်ယူချက်တက်သွားပါတယ်ဟာ အာကုကူကိုစပြောတာကုကူကလည်းဝမ်းသာအားရပဲကုဖြိုးသချင်းဆိုရင်ရိုက်မှာပေါ့ဆိုပြီးတော့မန်းမြောင်းရက်ကအရန်ကက်နေတူကုဖြိုးစပြောပြီးရမ်းမှာသူတို့ကိုချိန်ဖို့အချိန်ရက်ကသုံးရက်လောက်ပဲရှိတယ်။သုံးရက်ပဲရှိတယ်။အာအကုန်လုံးရှိတယ်။အရောင်းလို့ပြီးတော့အမြန်ဆုံးပေါ့ဝက်စားရည်လည်းအမြန်စီစဲအကုန်လုံးကိုဒီချို့ script တွေဆိုလို့ရှိရင်တော့မှချို့ဟာလေးကိုအကြမ်းမြတ်ပြတ်ထားနေတယ် ဈေးပေါ်ကျမဆရာရှင်းပြလိုက်ရတယ်။ဒီနေ့အချိန်လေးရေနဲ့ဒီ location ရွေးချယ်မှုလေးရတကယ်တုံးရဆိုတဲ့အချိန်ကမမပြန်တိုက်ဖြစ်သွားတော့လေ။ဒါပေမဲ့လည်းအခုရိုက်ပြီးွားအချိန်မှာတော့အားရတယ်။ပြီးွားတယ်။အဓိကတော့ဟိုရိုက်မယ်လို့ idea ရှင်းအောင်ဒီရက်တွေ available ဖြစ်အောင်မဟိုတုံးတဲ့လူတွေပေါ့နော်။ဟို edX အအောင်မှပြီးတော့ driver ကိုယ်တိုင်လည်းအချိန်ပေးနိုင်အောင်မှပြီးတော့ကိုလိုချင်တဲ့နေရာကလည်းရအောင်မှဆိုတော့ဟိုဒီစုံမှတ်ဆိုတဲ့ချင်းလေးကကံပဲပေါ့နော်။စံသူ့ကံလို့ပဲကိုတော့တွဲချတာပေါ့ဆိုတော့လူတွေလို့လို့မရအောင်ဒါတွေက ်ဒီကာလတော်တော်လေးအတွင်းမှာအကိုတော့ဘယ်လိုတစ်ခုပြီးတစ်ခုတစ်ခုတစ်ခုဆိုတော့အဲ့ဒီမှာမှာခုနပြောဆိုပါဝင်အားဖြစ်ပြီးတဲ့အဲ talent တွေအားလုံးကငကူကလေးလည်းရည်ချင်းရှိပြီးသားဆိုတော့ဟို Mebrania ကဟိုဟို director မဟုတ်လို့ तू ကဥဆောင်ပြီးလုပ်တယ်ဆိုပေမဲ့ဒီတာဝန်တွေကိုကိုစီကိုစီကအဲ့လိုမျိုးဟိုဝမ်းသာစွာကွာသူတို့လုပ်ပေးကြတယ်ခုနပြော script ဆိုလို့ရှိရင် on scene ကြမှာတည်တာမျိုးကြလို့ရှိရင်ပြပြရှင်ရှင်တယုတ်ဆောင်မေးကြတယ်တယုတ်ဆောင်မေးကြဆိုတော့အဲ့ချိန်မှာလဲသူတို့က talent တွေကိုအဲ့ချိန်မှာမှထုတ်သုံးရတာဆိုတော့ဟိုပို့ပြီးတော့ ဟိုမိုက်တယ်ပေါ့နော်ပုံပြီးမိုက်တယ်ဆိုတော့ဟိုချိုချိုပြီးလေ့ကျင့်နာတာတွေအဲ့ဒါမှမဟုတ်ပဲမင်းဒီ on scene ပေါ်မှာဖြစ်လာတဲ့ live အဲ acting လေးတွေပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုမနေ့ကအဲ့ရုပ်ကလေးတွေကိုကိုယ်ပြန်ကြည့်တဲ့အခါမှာဟိုရုပ်ထွက်ကလေးတွေရောပေါ့နော်ဟိုဟာလေးအချီနူးစရာလေးတွေနဲ့ပြီးတော့အဲ့ဇလန်ရဲ့ idea လေးလည်းအရင်မိုက်ဒါပေမဲ့ဇလန်လေးကတော့ထည့်မပြောတော့ဘူးနော်ဟုတ်တယ်ဇလန်လေးတော့ secret တုတ်ထားပြီးတော့ဟိုတကယ်ထွက်လာတဲ့အချိန်ကျလို့ရှင်လဲအဲစိတ်ဝင်စားစိတ်ဝင်စားဖို့စိတ်ဝင်စားပြီးကြဖို့အတွက်အဲပြောချင်ပါတယ်ဆိုတော့ဟို vocal ကတော့ အဲအကိုရှေ့မှာပို့ quick slay လောက်ထားတယ်ဟိုအကိုတခါမှတခါမှဆိုတာဟိုအမြဲတမ်းတွဲဆိုနေကြမဟုတ်တဲ့ artix ဆိုပြီးတော့ကိုကအဲ့လိုညံစမ်းလေးလောက်ထားတာဆိုတော့တကယ်လဲဟုတ်ပါတယ်ဟိုမမဟိမာနေဝင်နေပေါ့နော်အဲ့တော့မဟိမာနဲ့ဒါဒီနေ့ဒီ interview လေးကြတော့မှကိုကပြောပြပြတာပေါ့လေရှေ့မှာအကို platform လေးကနေအကိုတကွေတကားနေအကို quick slay လောက်နေတာရှိတယ်အဲ artix ကဘာသူဖြစ်မလဲပါညာပေါ့နော်ဆိုတော့အခုဒီ interview လေးတက်လာပြီဆိုရင်တော့ဒါဒီဆုံးတဲ့ချင်းလဲမဟိမာနေဝင်နေဆိုတော့သိမှာပေါ့နော်မမဟိမာနေကတော့ ဟိုအရင် interview လေးတွေတော့ပြောပြတယ်အခုအတွက်ဆိုတာတင်ဆက်မြင်ဆက်ကြားဆက်ပဲအခုဘွားရဲ့ဒီအဆိုတော်ဖြစ်စီတဲ့ဟိုတစ်ချက်တဲတဲ့ပွင့်ထဲမှာမမမမပါတယ်မမတော့အဲ့ဟိုကျေးဇူးရှိတယ်ပေါ့နော်မမရဲ့ကျေးဇူးကိုတကယ်ဟိုဟိုလွန်ရောမလဲနှလုံးသွင်းပြီးတော့မှဒီသချင်းလေးကိုဖန်တီးဖြစ်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခါတော့မမဒီဘက်ကေ generation မှာအကိုတို့မမအဲဟိုလွန်ရောမလဲအများတန်းဟိုဆောင်လျှောက်တယ်အဲပြီးတော့ဟိုသချင်းလေးတွေလုတ်လုတ်ဖို့အတွက်လည်းသူကသူကိုယ်တိုင်ပေါ့နော်ဒီလိုဒီဘက်ခေတ် generation နဲ့ collaborate လုပ်ဖို့လည်း idea အများအားရှိလို့ပြောပြရတယ်အဲအခုဆိုဒါမမအတွက်တော်တော်ကြာပြီမမ suggest လုပ်ထားတဲ့ဟို idea သူ့အတွက်ပေါ့နော်ချင်းလေးရှာပေးမယ်လုပ်ပေးမယ်ဆိုတော့အခုမှအကျွေးလိုမျိုးဖြစ်နေတာကြာပြီဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့မမတယောက်တည်းဆိုတာမဟုတ်ဘဲနဲ့ကိုပါရောပြီးတော့အဲစုံ brand လို့ဖြစ်သွားတာပေါ့လေအဲ့တော့ဒါတော့ကို့အတွက်ဟိုကံကောင်းခြင်းလေးတစ်ခုပေါ့နော်အဲ့တော့မမဟိမနေဝင်းနဲ့ဒီစုံမတ်ဆိုရဲချင်းလေးပါတီးရတော့ happy ဆိုရဲတီးလေးတီးအစ်စ်ပေါ့နော် နေဘာဖြစ်လဲဆိုတော့ခုနပြောလို့ပေါ့နော်အခုတို့ဓာရီအများကြီးကိုပြင်ဆင်နေရတာဒီမီဘရနီတို့ကအစားခဏပြောလို့ရှိရင်ဒါ best stage ကနေပတ်မိုးပေးတဲ့ဒီ show ဒီ concept ကိုပတ်မိုးပေးတဲ့သူတွေပဲပေါ့နော်ဆိုတော့ဟိုပုံမှန်ဒီတိုင်းလေးပဲချင်းလေးကိုဆိုဟိုကိုစုံနေကြချင်းလေးကိုဆိုတာလေအခုအတွက်ဆိုလို့ရှိရင်မနှုတ်ဘူးမရှိဘူးပြီးတော့ပို့ပြီးတော့ယုံကြည်မှုကိုရှိတယ်ဒါပေမဲ့လို့အစ်စ်ကလေးနဲ့အချင်းအစ်စ်ကလေးနဲ့ဟိုအခုဆိုတော့ဒီဘက်ဆယ်လောက်ချိုးပြီးတော့ဒီချင်းလေးကိုကို launch လုပ်မယ်နော် กรีตองนะครับครับอ่าตะบะเซนเราฉูပြီးတော့ဒီဟာလေးကို launch လုပ်မယ်အဲပြီးတော့မှဒီသချင်းအစ်စ်ကလေးကိုဒီပွဲမှာမမနဲ့စုံလုံးလေးကိုစုပြမယ်ဆိုတော့ဟိုဒီအမှတ်တရတွေကတော့တကယ်ဟိုပြောမလဲပြန်ဖန်တီးလို့မရနိုင်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးအထီတော့ကိုရောရည်ရွယ်ပြီးတော့ဟိုစူးစမ်းစူးစမ်းထားပါတယ်ပြီးတော့ channel ကတော့ဟို concept ဖြစ်တဲ့အတွက်အရင်လိုပေါ့ sign တွေမှာကိုရုဆိုတဲ့အခါမှာဖြစ်တဲ့ vibe နဲ့တော့မတူဘူးမတူတော့ဒီ audience တွေကရောဒါကိုပြန်စိတ်ဝင်စားပါမလား အဲပြီးတော့အကိုတို့သုံးယောက်ကဖြတ်ပြီးနေဆက်မှုကိုအဲအားလုံးဟိုဘယ်လိုရောမလဲနှစ်သက်ပါမလားပြီးတော့အားလုံးပြီးငါတို့တော့တောင်းချီချီလွတ်နိုင်ပါမလားဆိုတော့အဲတန်တရားလေးတွေ stress လေးတွေကတော့အခုကာလမှာရှိနေတာပေါ့နော်မြန်မာစတာပါစား